ားအားလုံးမင်္ဂလာပါရေဝရှန်လေးမှာပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မတ်လ29ရက်နေ့ဒီနေ့ဟာဖဆစ်တက်ကိုတော်လှန်ခဲ့တဲ့တော်လှန်ရေးနေ့ဖြစ်ပါတယ်ဒီနေ့ကိုပဲစစ်ရှုံးနေတဲ့အကြမ်းဖက်ဖဆစ်တက်ကပဲပြန်ပြီးတော့ကျွန်တော်တို့ရဲ့တော်လှန်ရေးနေ့ကိုတမတော်နေ့အဖြစ်ပြောင်းလဲလိုက်သေးကူကပြောချင်တာကတော့ဟိုးအစကတည်းကတတိမမှန်ဘူးဆိုတာကို ကျွန်တော်တို့တွေ့ရမှာဖြစ်တယ်။ဒီကိရိမှာတင်ပြခဲ့တဲ့တင်ပြမဲ့အကြောင်းအရာတွေကအကျမဖတ်စစ်ခွေးတက်ဟာလာစီပြီးတော့ပွဲထက်လာတဲ့အကြောင်းအရာတွေပြီးတော့ AR ရဲ့စစ်မြေပြင်အခြေအနေတွေနဲ့ AR အောင်ပွဲတွေအကြောင်းကိုကျွန်တော်မိဘတွေကိုတင်ပြပေးမှာဖြစ်တယ်။ဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိဝင်းရကြည့်ချင်လို့ကျွန်တော်ရဲ့မိဘပြည်သူရဲဘော်ရဲဘက်တူးချင်းစီတိုင်းကိုဒလီဒီစာဖိတ်ခေါ်လိုက်ပါတယ်။10 10 12 1 2 3 4 5 6 7 8 9 10

က်မှာမတော်တဲ့ကောင်တွေစရှုံးနေတဲ့ကောင်တွေဟာလာကို စီးပြီးတော့ပွဲထွက်လာတဲ့ဗီဒီယိုဖိုင်ဖြစ်ပါတယ်ဆိုတော့လာစီးတယ်ဆိုတာကလည်းသူတို့အစ်စင်မှာပြောချင်တာကတော့ကားစီးရမယ်အစင်ရှိတဲ့သူတွေကကားစီးရပါတယ်ပြီးတော့ဆိုင်ကယ်စီးရမယ်အစင်ရှိတဲ့သူတွေကဆိုင်ကယ်စီးရပါတယ် လာစီရမယ်အစင်မဲရှိတဲ့အကောင်တွေကတော့လာစီနေရဂျောင်းကိုဒီကနေ့မက်စလာ28ရက်နေ့မှာနိုင်ငံပိုင်ပြည်သူပိုင်ကျွန်တော်တို့ရဲ့မီဒီယာကြီးကြီးတွေကစင်သူတို့ကိုယ်တိုင်ထုတ်ပြလာခဲ့တာပါလာစီနေတဲ့အကြမ်းဖက်ခွေးတက်တယ် ။ဘာကြောင့်တို့ လာစီနေရတာလဲဆိုတာလေးကိုအရင်ဆုံးရှင်းပြပြစီ။ဟုတ်ပြီ။အရင်ချိန်တွေကကျင်းပခဲ့တဲ့တက်မှာမတော်တဲ့နေ့တွေမှာတို့တွေစီးခဲ့တဲ့မြင်းတွေဟာကျွန်တော်နိုင်ငံကမြင်းတွေမဟုတ်ပါဘူး။ကျွန်တော်အိန္ဒိယစစ်တပ်ကနေပြီးတော့အခကျင်းငွေပေးပြီးတော့ငားရန်စီးရတဲ့မြင်းတွေဖြစ်ပါတယ်။ဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေတယ်ကျွန်တော်ရဲ့မိဘတွေအချို့သိပါတယ် ဆိုတော့ခုချိန်မှာတော့အိန္ဒိယစစ်တပ်ကမြင်းလဲငှားလို့မရတဲ့အခြေအနေပြီးတော့မြင်းငှားပြီးတော့တဲမယ်ဆိုရင်လည်းချင်းပြည်နယ်ကိုဖျက်ပြီးတော့တဲလို့မရတဲ့အခြေအနေတကယ်လို့အိန္ဒိယစစ်တပ်ကနေပြီးတော့မြင်းငှားလို့ရရင်တောင်မှ နေပြည်တော်ကိုမြင်းတဲယူပို့ဆောင်လို့မရတဲ့အခြေအနေစုတွေနဲ့ကြုံတွေ့နေရတဲ့စစ်ရှုံးကောင်စီအတွက် လာစီနေတဲ့ဗီဒီယိုဖိုင်လာစီနေတဲ့ပုံရိပ်တွေတက်လာတာမဆန်းဘူးလို့ကျွန်တော်ရဲ့မိဘတွေတွေ့ရမှာဖြစ်ပါတယ်။ဒါဟာလာစီရမယ့်အဆင့်ဟာလာပဲစီးနေရတယ်ဆိုတာအကြောင်းပါ။ဟုတ်ပြီ။ဒီကနေ့မှဒါသူတို့ရဲ့တတ်မှာမတော်တဲ့သူတွေအခမ်းအနားမှာတော့ ဟာအရှိနှစ်ပေါင်းများစွာကဘလူတွေကျတို့တွေရုံးကန်ခဲ့တာဘလူတွေစူးစားခဲ့တာဘလူတွေခုခံခဲ့တာဘလူတွေတိုက်ထုတ်ခဲ့တာဖြစ်တဲ့အကြောင်းကိုဖနက်အထူကြီးစီးထားတဲ့လေးပေရှစ်ဂျပူးညံမမီတဲ့ကောင်ကကြွားလုံးထုတ်ပါအောင်မယ်ဆိုတော့လက်ရှိအချိန်မှာတို့တွေဘလောက်ထိ ဘောင်နင်းမှာပဲနေနေရလဲဆိုတာကိုကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကဒီဂရီမတ်လ29ရက်နေ့မှာပဲရန်ကုန်ရဲ့အဓိကလမ်းမကြီးတွေမန္တလေးရဲ့အဓိကလမ်းမကြီးတွေအေရရီရဲ့အဓိကလမ်းမကြီးတွေပေါ်မှာကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အသီးသီးဟာနေရာယူခဲ့ပြီးတော့လုံခြုံရေးကြီးကြပ်ဆောင်ရွက်နေတဲ့ဗီဒီယိုဖိုင်တွေကိုတစ်ချိန်တည်းထုတ်ပြခဲ့တာကျွန်တော်လူငယ်တွေမှာအကြောင်းရှိပါတယ် တခါတည်းမှာကျွန်တော်တို့မိကုန်းนี่အများကြီးအမိခံရတယ်။နေပြီးတော့ကိုဘာဖြစ်လို့မတိုက်သေးတာလေးပြီးတော့မာလာချမှုဘာကြောင့်ခုချိန်လေးအသက်ရှင်တန်နေသေးတာလဲစသည်အဖြစ်ပေါ့ဗျာ။ဆိုတော့ကျွန်တော်တို့လူငယ်တွေဟာမာလာရဲ့သူနေတဲ့အိမ်ထိတကားခောက်မှာဖြစ်တယ်။ကျွန်တော်အရှိတော်ဗီဒီယိုဖိုင်တွေမှာကျွန်တော်ပြောခဲ့ပြီးသားအချမ်းဖက်စစ်ခွေး သူတို့ရဲ့အိမ်အရှိကျွန်တော်တို့လူငယ်တွေအိုးချင်းစီတိုင်းတကားလာခေါက်ဒါပြင်အချမ်းမဖက်စစ်ခွေးတက်နဲ့ပတ်သက်ပြီးတော့ပူပေါင်းခဲ့တဲ့ညီသူဆိုကျွန်တော်တို့ပြည်သူတူးချင်းစီတိုင်းကအပြစ်ပေးအေးအေးခံသွားရမှာဖြစ်တယ်။ဒါဟာမူချမလွဲဖြစ်လာမှာပါ။ဒါကြောင့်ဒီကနေ့မှာကျွန်တော်တို့ထုတ်ဖော်ပြသလိုက်တာကကျွန်တော်တို့အလုပ်ကိုကျွန်တော်တို့လုပ်နေတယ်ဆိုတဲ့အကြောင်းပါပဲ။ဆိုတော့ကျွန်တော်တို့ထိန်းချုပ်လာတဲ့ area ဟာလက်ရှိ တို့တွေလုံခြုံပါတယ်ဆိုတော့သူတို့ရဲ့အိမ်အထိရောက်နေတာပါဒီအကြောင်းကိုဒီကနေ့ AR ရဲ့အကြမ်းမဲ့ဖက်စစ်ခွေ အမြောက်တပ်344ကိုဝင်ရောက်တိုက်ခိုက်ချိန်မုံလိုက်တဲ့တိုက်ပွဲဖြစ်စဉ်နဲ့ကျွန်တော်တင်ပြပေးပါမယ် AR တိုင်းတွင်းမှာရှိတဲ့အမြောက်တပ်344ကိုဝင်ရောက်တိုက်ခိုက်နိုင်ခဲ့ကြပါတယ်အဲ့ဒီမှာအကြမ်းမဲ့ဖက်စစ်ခွေ44កောင် မဆီတော့ကြိုက်ချင်မရပဲနဲ့ကိုတွင်းကိုတူးဝေစီချောင်းအဲ့ဒီအမြောက်တဆုမှာရှိတဲ့အကြမ်းဖက်စစ်ခွေ15កောင်ဟာလည်းပဲစုံရင်းစုံရင်းပြေးရင်းပြေးရင်းနဲ့နောက်ဆုံးအစပြောက်သွားတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ပြီးပါတယ်ကြားရမှာဖြစ်တယ်ဟုတ်ပြီ AR တိုင်းရေကြီးမြို့နယ်ငတိုင်းချောင်းမှာရှိတဲ့ငရရတောင်ချေအနီးမှာကျမ်းဖက်စစ်ခွေတက်နဲ့အရခတ်တက်တော့အေးအေးပူးပေါင်းတပ်ဖွဲ့ဝင်တွေပြင်းထန်တဲ့တိုက်ပွဲဖြစ်ပွားခဲ့ကြပါတယ် ဆိုတော့အဲ့ဒီတိုက်ပွဲအတွင်းမှာအကျမဖက်စစ်ခွေအကောင်40ကြော်ပွဲချင်းပြီးတိဆုံးခတိဆုံးခဲ့ရတယ်ဖြစ်စင်မှာမတ်လ26ရက်နေ့ညနေပိုင်းမှာစတင်တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်ကွင်းကောချင်းလေလဲကုန်းကြီးအဲ့ဒီရွာတွေမှာကျွန်တော်တို့အကျမဖက်စစ်ခွေတက်ဟာတောက်လျှောက်ဘုံကျဲနေပြီးတော့ကျွန်တော်တို့ဒေသခံတွေဘေးလွတ်ရာကိုရွှေ့ပြောင်းနေရပါတယ် ဟုတ်ပြီတီတာကုန်းပြင်ကျေးရွာအနီးနဲ့အေးရိတ်တာ တောရကြောင်းအနီးနဲ့စင်ကြီးရွာလမ်းခွဲပသိမ်မုံရွာလမ်းမကြီးပေါ်မှာအချမ်းပတ်ဖက်စစ်ခွေးတွေဟာတကောင်ချင်းစီကင်းမုံဝင့်နေကြတဲ့အကြောင်းကိုလည်းဒေတာခန်တွေကစင်သိရှိထားရပါတယ် security ဟာကျွန်တော်တို့မြောက်ဆန်းအမြောက်တက်အနီးနားမှာကြီးတယ်ဒေတာခန်တွေကိုခမင်းတို့ဂျိတ်ခါပို့ခိုင်းနေတဲ့အကြောင်းကိုလည်းကျွန်တော်တို့ထပ်မံသိရှိထားရပါတယ် ဟုတ်ပြီဒါနဲ့တစ်ဆက်တည်းမှာပဲတီရာကုန်းပြင်ရွာအနီးပဝင်းကျင်ကိုအကြမ်းမဖက်စစ်ခွေးတက်ကလေချောင်းကနေပြီးတော့ဘုံကျဲပြီးတော့သူတို့တွေချောက်ကန်ကန်နေကြတဲ့အကြောင်းကျွန်တော်တို့တပ်ဖွဲ့ဝင်တွေရစင်ပြန်လည်သိရှိထားရပါတယ်ဆိုတော့အရာရင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်မိဘတွေကိုဒါကျွန်တော်အထူးသတိပေးပြောဆိုခဲ့တာရှိပါတယ် ဆိုတော့ဒီနေ့ရဲ့ဗီဒီယိုမှာကျွန်တော်တို့ AR ဓာတ်တွေဘလို့အလုံးလုံးနေကြလဲဆိုတာကိုပါကျွန်တော်ရင်ပြပါတယ်တွဲဆက်ပြီးတော့တွေ့ရမှာဖြစ်တယ်ဆိုတော့ AR နဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်ကအကြမ်းဖက်စစ်ခွစ်တက်ရဲ့နောက်ဆုံးသောခံစစ်လို့လည်းပြောခဲ့တာရှိတယ်အခုချိန်မှာတော့ကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေရဲ့စီရင်လှုပ်ရှားမှုစိုးမိုးမှုတွေကြားထဲမှာ AR ပါကျွန်တော်ပြည်သူလက်ထဲကိုတေချာပေါက်ရောက်လာတော့မှအခင်းအကျင်း အကြောင်းပါဟုတ်ပြီဒါအပြင်ကျွန်မဖက်စစ်ခွေးထက်တီရာကုန်းရဲစခန်းမှာလည်းပဲစစ်ခွေးအင်အား90လောက်ထပ်ဖြည့်ပြီးတော့ခုခံဘုတ်ပြင်ဆင်နေကြပါတယ်အဲ့ဒီထဲမှာထူကြချက်ကကျွန်တော်တို့အမြောက်တပ်344ကိုဝင်ရောက်တိုက်ခိုက်ချိန်မုံနေတဲ့အချိန်မှာအဲ့ဒီအမြောက်တပ်ကတက်စုစုဟာတကြွာပြီးတကြွာခွေးပြေးပြေး ကြောင်ပြေးပြေးခွေးတို့ပေါက်ကပြေးရင်ပြေးရင်နဲ့သူတို့ဟာအဲ့ဒီ15ရောက်လုံးအစနောက်ပျောက်နေတဲ့အကြောင်းမှာဟုတ်ပြီဘယ်နေရာမှာပျောက်သွားတာလဲဆိုတရားကြီးဆုတ်ခွာလာတဲ့အဲ့ဒီအမြောက်တက်စုကနောက်ဆုံးမှအေးရိတ်တာတော့ရကြောင်အရှိရောက်တဲ့အချိန်မှာပဲ သူတို့ရဲ့တရင်ကို ကြားလိုက်ရပြီးတော့အဲ့ဒီ15ခေါင်လုံးဖပီးသွားကြတယ်လို့ ကျွန်တော်တို့တိကျတဲ့ခိုင်မာတဲ့သတင်းတွေရရှိထားပါတယ်သူတို့ထွက်ပြေးသွားတာကဘဲကိုထွက်ပြေးသွားလဲဆိုတာကို နောက်ရက်တွေမှာကျွန်တော်တို့တပ်ဖွဲ့ဝင်တွေသတင်းပို့တဲ့အချိန်ကျွန်တော်ရဲ့မိဘတွေကိုပြန်လဲတင်ပြပေးပါမယ်တိကျတာကတော့အချမ်းပဲဖတ်စစ်ခွေး15កောင်ဟာသူတို့ရဲ့တက်တွင်းကိုပြန်မရောက်ဖဲနဲ့လက်နဲ့တကွထွက်ပြေးသွားကြတာပါလေဒါဟာလက်ရှိတက်မှာမတော်တဲ့ခွေးစုပ်ဖွားတွေဖြစ်ပြနေတဲ့ ် AR ကျွန်တော်တို့ရဲ့စစ်စင်ရေးအောက်မှာ ပုံပြတ်နေတဲ့အကြောင်းပါဘလို့ပဲအခြေအနေမျိုးမှာပဲဖြစ်ပါစေ AR ပြည်သူအားလုံးကလည်းကျွန်တော်တို့နဲ့အတူတူရှိတဲ့အတွက်သူတို့မှလုံနိုင်စွမ်း လုံနိုင်စရာတခုမှမရှိဘူးပြည်သူဟာကျွန်တော်တို့နဲ့ပါ AR return drain လုံးမှာရှိတယ်ကျွန်တော်တို့ပြည်သူ အားလုံးဟာကျွန်တော်တို့နဲ့အတူထပ်တူပါတယ်ဆိုတာကိုလက်ရှိစေပုံဖော်နေတဲ့အခင်းကျင်းတွေမှာသိတာပါတယ် ဘယ်နေရာဘယ်နေရာမှာတော့ဘယ်ကျေးရဘယ်နေရာမှာတော့အကျမဖတ်စစ်ခွေးတွေဘလူတွေကင်းမုတ်ချထားတယ်ပြီးတော့ကျွန်တော်တို့ကျေးရရဲ့ကျွန်တော်ပြည်သူတွေကိုခုလုံးလှုပ်ပြီးတော့လူသားတိုင်းဖြစ်သုံးချပြီးတော့ရှေ့တန်းရိတ်ခါပို့ခိုင်းနေတဲ့အကြောင်းတွေပါကျွန်တော်တို့သိထားရတယ်ဒါကြောင့်လည်းပဲကျွန်တော်တို့ဟာဒါအရာဝင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ချိုးတင်စပေးရှောင်းနိုင်ဖို့ပြီးတော့ ျွန်တော်စေသတိအမြဲတမ်းရှိဖို့ကိုကျွန်တော်တို့တရားဝင်ထုတ်ဖော်ပြောဆိုခဲ့တာချိန်မောများစွာရှိခဲ့ပါပြီ။ ARV ဟာကျွန်တော်တို့ပြည်သူပိုင်တဲ့နေရာပါ။ ARV မှာဂျမဖတ်စစ်ခွေးတက်ရှိနေစရာအကြောင်းလဲမရှိတော့တဲ့2025ရဲ့ ARV စစ်စင်ရေးတစ်ချက်ကြည့်ကြည့်အောင်ပါ။ ARV ဟာတော်လိုင်းရဲ့အစကလေးကကျွန်တော်တို့ပြည်သူနဲ့အတူပါဝင်ခဲ့တဲ့သူတွေဖြစ်ပါတယ်။ကျွန်တော်နဲ့ပတ်စင် တတော်များများမှအေရီယာရဲပေါ်တွေရေတွက်လို့မရအောင်တင်းနဲ့တက်ခဲ့ကြတာပါကျွန်တော်တို့နဲ့တူ ERO တိုင်းရင်းသားတပ်ဖွဲ့ဝင်တွေရဲ့ ERO တွေအောက်မှာတင်ကြားရင်းနဲ့အခက်အခဲမျိုးစုံကြားဖို့ကြော်ဖြတ်လာတဲ့ရဲပေါ်တွေဖြစ်တယ်ဆရောတက်ခါရေးစွန့်ရင်ပြေဝရဲဆိုရင်ကျွန်တော်ရင်မိပါတယ် ERO တဲမှာရှိတဲ့ မစနူကောင်လေးတကောင်ကြီးစီကိုရေနှစ်တက်လို့ရတယ်ဆိုတော့ကျွန်တော်ပြောတဲ့စကားအမှန်တကယ်ဖြစ်ပေါ်လာတာပါ ARE တိုင်းဟာ student mile ကီလိုမီတာအဖြစ်13590ကျေဝန်းပြီးတော့နောက်တော့14တကောင်စင်းအရလူကြီး6တက်သမတတန်းရှိပါတယ်တိုင်းနဲ့ပြည်နယ်14ခုအတွင်းမှာဒုတိယလူကြီးအများဆုံးဒေသကြီးတစ်ခုလည်းဖြစ်ပါတယ် ကျွန်တော်တို့နိုင်ငံရဲ့စပယ်ကြီးလို့တင်စားခေါ်ရခံခဲ့ရတဲ့အရက်လည်းဖြစ်ပါတယ်တကယ်တမ်းတော့ကျွန်တော်တို့ AR သားတွေဟာစာဝတ်နေရေးအရန်ကိုခက်ခဲပါတယ်နိုင်ငံရဲ့စကစပယ်စပယ်ကြီးပါလို့တင်စားခေါ်ဝေါ်တဲ့စကစုပျောက်သွားလောက်ရောက်အောင်ကို AR မှာဘလောက်ထိပင်မဆင်းရဒုက္ခခံရလဲဆိုတာကိုကျွန်တော်တို့ AR သားတွေအသိဆုံးဖြစ်ပါလိမ့်မယ်ဟုတ်ပြီကျွန်တော်တို့လူလူနဲ့အတူအကြမ်းဖက်စစ်ခွေးကို စန့်ကျင်ခဲ့တဲ့ပွဲမှာလဲ AR သားတွေရှည်ဆုံးကပါဝင်ခဲ့သလိုကျွန်တော်တို့လူငယ်တွေနဲ့အတူတူအကြမ်းမဖက်စစ်ခွေတက်ကိုပြန်လဲတိုက်ခိုက်ရမယ်အချိန်မှာလဲကျွန်တော်တို့နေရာဒေသတီးတီးမှာကျွန်တော်တို့နဲ့အတူတူတာဝန်ထမ်းဆောင်ခဲ့တဲ့ AR အကြောင်း AR ရဲဘော်တွေဆိုတာကကျွန်တော်တို့ရဲဘော်အချင်းချင်းမိကုံးထုတ်ဆရာမလို့လောက်အောင်ကိုပြည်စုံတဲ့ AR ဟူဒီကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအခုချိန်မှာတော့ ရေစံကိုစံတက်လာပြီဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်တော့2024ကုန်ကန်ဤသည့်အကျမ်းမဖတ်စစ်ခွေးတက်ဟာ EOR မှနောက်ဆုံးခန့်စစ် ပြင်ဖို့အတွက်သူတို့တွေအကြီးအကျယ်ပြင်ဆင်ထားတာပါဒီချင်းနေကိုကျွန်တော်တို့ AR သားတွေကောင်းကောင်းသိပါတယ်ဘလို့မျိုးပဲ AR မှာခန္ဓာကြီးတစ်ဖွဲ့ပြင်ဆင်ပါစေကျွန်တော်တို့ AR သားတွေဖြူဖြတ်နိုင်တယ်ဆိုတာကိုယနေ့ တသက်ပြနေကြပါပြီဟုတ်ပြီတရင်ဆက်တရင်နဲ့ဖွဲ့စည်းထားတဲ့အနောက်တောင်တိုင်းစစ်ဌာနချုပ်အမှတ်66ချင်းမြန်တက်မလောက်ခံတက်ရင်နှစ်ရင်ဟိုင်းကြီးကျွန်းမှာရှိတဲ့ရေတက်ဌာနချုပ်အမှတ်၄ဘျူဟာရေတက်အုပ်စုတွေအခြေဆိုင်ရာဒေတာလည်းဖြစ်ပါတယ်ဒါကြောင့်လည်းပဲသူတို့ဟာမဟာတိုင်းကြီးတွေနဲ့မဟာခန့်စစ်ကြီးတွေပြင်မယ်လို့သူတို့ကစိတ်ကူးထားခဲ့တာပါ ဟုတ်ပါတယ်ပရဝီအနေထားရဆိုရင်မရေမတွက်နိုင်တော့တဲ့မြစ်ချောင်းတွေပေါများပါတယ်ဒါကိုလည်းပဲအကျမ်းဖတ်ဆက်ခွေးတက်ဟာရေထဲနဲ့ပေါင်းပြီးတော့ပိတ်ဆို့မယ်ဆိုတော့ကျွန်တော်တို့ဝင်လာရဲဆိုရင်ကျွန်တော်တို့ဘယ်လိုမျိုးခုခံလဲဆိုပြီးတော့သူတို့တွေစိတ်ကူးရှင်ခဲ့တာပါအခုသူတို့ရဲ့စိတ်ကူးရင်မှုဟာတလွဲစီဖြစ်နေတာကို အကြမ်းမဖက်စစ်ခွေးတက်ကကောင်တွေလက်တွေ့ခံစားနေရပါပြီအကြမ်းမဖက်စစ်ခွေးတက်ကိုတုံးလန့်တိုက်ခိုက်လူတွေကျွန်တော်တို့ AR ဓာတ်တွေဟာ KNU တက်မဟာတီတီမှစစ်ပင်ညာတွေကိုတေချာစွာလိလသိမ်းယူခဲ့ကြပါတယ်ပြီးတော့ဒါအပြင်အနောက်စုစုမှရှိတဲ့ Rocky Roma နဲ့စတောင်းမြက်အရှိတ်ကမ်းများစီကိုဥတီထွက်ခွာပြီးတော့အရခတက်တော်စီမာလဲပဲကျွန်တော်တို့စစ်ပင်ညာတွေတင်ကြားခဲ့တာကိုလည်းကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ဗျာခုချိန်မှာတော့သူတို့တွေအားလုံးရဲ့ပြည်တော်ပြန်ခရီးစတင်နေပါကြောင်း ကျောင်းရဲ့ AR ဒီမှာရှိတဲ့မိဘပြည်သူတွေကိုအသိပေးလိုပါတယ်2024နှစ်ကုန်ပိုင်းနောက်ပိုင်းလောက်မှာအာရခတက်တော် A ဟာကျွန်တော်တို့ AR သားတွေနဲ့အတူရခိုင်နေဆက်မှာ ရှိတဲ့အချမ်းဖတ်စစ်ခွေးတက်စခန်းအများအပြားကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းကိုလည်းပဲကျွန်တော်ရဲ့ AR သားတွေသိဖို့အရေးကြီးပါတယ် ကွာကိုအရကတက်တော့အေးတက်ခိုက်သိမ့်ပိုက်ပြီးတဲ့နောက်2025အစောပိုင်းကာလတွေမှာပြည်သူ့ကော်ဝေးတပ်ဖွဲ့ဝင်တွေနဲ့ຫນွေဦးတော်လိုင်းရဲ့အဖွဲ့တွေက ARD တိုင်းတဲ့ကိုစတင် ခြစ်တက်အထိုင်ချနိုင်ခဲ့ကြပါပြီဟုတ်ပြီအရကတက်တော်နဲ့အတူခွားမျိုးတောင်ဘက်ကမ်းခြေရွာနေရွာကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့တပ်တွေကိုလည်းတွေ့ရမှာဖြစ်တယ်အခုခါပန်းပြေစခန်းတွေရှိရရွှေတောင်ရန်ချောင်းသာနဲ့ငွေဆောင်တွေငွေဆောင်တွေကိုလည်းချင်းချောင်းနိုင်ခဲ့ပြီဖြစ်ပါတယ်အကြမ်းမဲ့စစ်တပ်မှရှစ်တက်မတိုးလာနိုင်ဖို့အတွက်ရွှေတောင်ရန်မှာခုခံကာဝယ်နေရတဲ့အခြေအနေပါအေးနဲ့ပြည်သူ့ကာဝယ်ရေးတပ်ဖွဲ့ဝင်တွေ ထိုးစစ်ကအခြားတစ်ဖက်မှာထွက်ပေါ်လာပြီးတော့အတိုင်းချောင်းမျိုးအရှိတ်ဘတ်အမှတ်3လေးလေးအမြောက်တက်ရင်ကိုဥတီတိုက်ခိုက်နေတာဒီကနေ့မှာတော့အမြောက်တက်ရင်ကအကြမ်းဖက်စစ်ခွေးတက်54ခေါင်ကျော်ပွဲချင်းပြီးတိတ်ဆုံးခဲ့ရပြီးတော့ဒဏ်ရာအပြင်းထန်နေတဲ့ဟိုပြေးဒီပြေးကစင်ကြပြေးနေတဲ့ကောင်းတွေပါဖတ်မှန် ျောက်ဆုံးနေတဲ့တည်င်းတွေပါထပ်ပေါ်နေခြင်း ဖြစ်ပါတယ်။ဒါဆိုရင်တော့ကျွန်တော်တို့ AR ဓာတ်တွေဟာလေးနှစ်ကြာကြာလေ့ကျင့်ပြင်ဆင်ခဲ့ရတာတွေလေးနှစ်ကြာကြာအောင်ဤသိခံနေခဲ့ရတာတွေ AR တွေမှာဒလန်တွေအများကြီးတဲ့ AR တွေမှာ view တွေအများကြီးတဲ့ဆိုတော့အတန်တွေကို ခါသီးစွာနားထောင်ရင်းနဲ့ကျိမ့်မိတ်မြူသိမ့်ခဲ့တဲ့လူငယ်တွေအခု AR မြေပေါ်မှာပြင်းထန်တဲ့ပေါက်ကွဲမှုတွေနဲ့အတူ AR မြေကိုစတင်နင်းနေပြီဖြစ်တယ်ဆိုတော့ AR မှာရှိတဲ့ကျွန်တော်တို့ရဲ့ညီကိုမောင်မတွေတီးတီးဟာလဲကျွန်တော်တို့ဒီသူကဝေးတက်ဖွဲ့ဝင် AR ဓာတ်တွေနဲ့ရင်ပေါင်တန်းပြီးတော့ကျွန်တော်တို့နဲ့အတူရှိနေပေးမယ်ဆိုတဲ့အတန်နေကြားရတဲ့အတွက်လဲကျွန်တော်တို့အနေနဲ့ဝမ်းသာဂုဏ်ယူမိပါတယ် ဒါဟာအယောရီမှသည်စစ်စင်ရေပေါင်းအမြောက်များစွာကိုစင်တွင်နှိုင်ဖို့ပမာဦးဆုံးသောခြေလန်းလို့လဲပြောရင်မှန်ပါတယ်အဲ့ဒီခြေလန်းကလည်းအောင်ပွဲနဲ့စခဲ့တဲ့ခြေလန်းဆိုရင်လည်းမမားပါဘူးဆိုတော့ကျွန်တော်ရဲ့မိဘပြည်သူရဲဘော်ရဲဘက်ညီကိုပေါင်းတို့ကျွန်တော်တို့ကာကွယ်ရေးတပ်ဖွဲ့ဝင်လူငယ်တွေကမိမိတို့လုပ်ကိုမိမိတို့ရုပ်ဆောင်နေကြပါတယ် တက်မှာမတော်တဲ့ကောင်တွေဘလို့မျိုးပွဲတွေတက်နေပါသေးဘလို့မျိုးပဲဒါအတန်ကောင်းဖြစ်နေပါစေဘလို့မျိုးပဲလိမ့်လေလှဲပြားပြီးတော့သတင်းအမှားတွေသတင်းအတုတွေကိုထုတ်ပြန်နေပါစေကျွန်တော်လူငယ်တွေကအဲ့ဒီအပေါ်မှာတာယာနေတဲ့ရက်တရက်မှမရှိဘဲနဲ့ကျွန်တော်တို့နိုင်ငံတနိုင်ငံလုံးဝရှိတဲ့အချမ်းမဲ့ဖက်စစ်ခွေးတကောင်မှမရှိတဲ့အချိန်ထိပြင်းထန်ဆုံးသောထိုးစစ်တွေနဲ့တိုက်ခိုက်ချိန်မုံသွားမှာဖြစ်ပါကြောင်း ီနေ့ပြောကြားခြင်းနဲ့ဒီနေ့ရဲ့ဗီဒီယိုအဆုံးသတ်ပြစေနောက်လာတဲ့ဗီဒီယိုတွေကိုတစ်ချက်ပို့ကောင်းအောင်ကျွန်တော်ကြိုးစားပေးနေပါတယ်လက်နေပေးစေပေးကပ်ပေးကြောက်နေတယ်ကျွန်တော်နိုင်ငံအတွင်းမှာရှိတဲ့မိဘပြည်သူရဲဘော်ရဲဘက်တအိုးချင်းစီတိုင်းဘေးရန်နဲ့ကင်းရှင်းပါတဲ့ကြောင်းလင်းလင်းနဲ့ဆူတောင်းရှင်းနဲ့ကျွန်တော်ရဲဘော်ရှမ်းနေပါ